ားလုံးမင်္ဂလာပါကျွန်တော်လူတယောက်ကတင်ယူလေ့လာမှုနဲ့ပတ်သက်2မျိုးရှိတယ်ပေါ့နော်ပထမတစ်မျိုးကတော့ကိုယ်ပိုင်တွေ့ကြုံအောင်နေတင်ယူတာနောက်တစ်မျိုးကတော့သူတစ်ပါးတွေ့ကြုံအောင်နေပြီးတော့တင်ယူတာပေါ့နော်ဆိုတော့ကိုယ်ပိုင်တွေ့ကြုံအောင်နေတင်ယူရတဲ့အတွက်ကျွန်တော်ဘာဖြစ်လဲဆိုရင်ပို့ပြီးတော့မှတ်မိတယ်ခေါင်းထဲမှာပို့ဆွဲတယ်နောက်တင်ကန်းစာပို့ပြီးတော့ရနိုင်နိုင်မျိုးဖြစ်ဖြစ်မယ်ကျွန်တော်ဒီကနေပြီးတော့အတင်ယူပြီးတော့ပေါ့နော်ပို့ကောင်းတဲ့အခြေအနေကိုကြောင်းလဲနိုင်တာမျိုးဖြစ်ဖြစ်မယ်ထားပါတော့ကျွန်တော်ကိုထိရောက်တယ်ပေါ့လေဒါပေမဲ့တစ်ဖက်မှာလည်းသူကဘာရှိလဲဆိုတော့ ဒီအရင်နှီးကြီးကြီးပေးဆရတာမျိုးကျွန်တော်တို့အခက်ခဲတွေစိန်ခေါ်မှုတွေနောက်ပင်မမှုတွေပေါ့နော်ဒါတွေပိုကြောင်ရတာမျိုးဖြစ်နိုင်တယ်။မှတ်ထားပါလားကျွန်တော်စီဝိုင်းလောက်တယ်စီဝိုင်းတင်ကန်းစာကိုပိုင်တွေ့ကြောင်ရတယ်ကျွန်တော်တင်ကန်းစာယူတယ်ဆိုရင်ကိုမာဒီဒီအမားတွေစီဝိုင်းနဲ့ပတ်သက်တဲ့အမားတွေငွေကြေးဆုံးရှုံးမှုတွေဒါမျိုးတွေလုံမိပြီးမှကျွန်တော်တို့ဒီမားနဲ့တင်ယူတာမျိုးဖြစ်နိုင်တယ်။ထားပါတော့တချို့ကိစ္စတွေဆိုရင်လည်းကျွန်တော်တို့ကကိုရဲ့ဒီရုပ်ပိုင်းစိတ်ပိုင်းကျွန်တော်ထိခိုက်မှုတွေပင်မမှုတွေဒါတွေကြုံပြီးတော့မှဒီကနေပြီးတော့တင်ကန်းစာယူတာမျိုးတွေဖြစ်နိုင်တယ် ော်ဆိုတော့စကားလေးတစ်ခွန်းရှိတယ်လူတော်တွေကိုပိုင်းအတွေ့အကြုံအနေနဲ့သင်ယူပြီးတော့ညံကောင်းတဲ့သူတွေကတော့သူတစ်ပါးအတွေ့အကြုံအနေနဲ့ပါသင်ယူနိုင်ကြတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဆိုတော့အဲကျွန်တော်တို့ကိုပိုင်းအတွေ့အကြုံအနေနဲ့သင်ယူမှုလို့လေကျွန်တော်တို့ဘဝမှာအမားတွေတလွဲတွေကျွန်တော်တို့လုံးမိတာတွေအများကြီးဖြစ်နေတယ်ဒီကနေပြီးတော့လေကျွန်တော်တို့သင်ယူဖို့လို့တယ်ကျွန်တော်ဓာတ်နဲ့မပြီးဘောနော်တခြားသူတွေရဲ့အတွေ့အကြုံမှာကျွန်တော်သင်ယူဖို့လို့တယ်ခုနကပြောလို့ပဲကိုပိုင်းတွေ့ကြုံဆိုတာကျွန်တော်တို့အကောင်လုံးကိုပိုင်းတွေ့ကြုံနဲ့ကျွန်တော်လိုက်လုံးနဲ့လုံးမရဘူးကျွန်တော်မှကျွန်တော်ဖြတ်တန်းနဲ့ဘဝအခြေအနေရပါဘောနော်အဲ့ဒီကြုံရတဲ့ ကျွန်တော်တို့ကိုယ်တိုင်ရှင်ဆိုင်ရတဲ့ဒီအမားတွေတလွဲတွေနောက်သင်ခန်းစာတွေဒါတွေကကျွန်တော်တို့ကဒီကနေ lesson လမ်းကျွန်တော်တို့လုပ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကအရာတိုင်းကိုကျွန်တော်တို့ကိုယ်ပိုင်ရှောက်ကြုံလို့မရဘူးเนาะတခြားသူတွေရဲ့အတွေ့အကြုံတွေကကျွန်တော်သင်ယူလို့ရတယ်ခုနပြောလို့ပဲကျွန်တော်တို့ကကိုယ်ပိုင်တွေ့ကြုံကနေသင်ယူတယ်ဆိုတော့ဒီပုံမှာအရင်နေ့ကြီးကြီးမားမားကျွန်တော်ဟောပြီးပြီးတော့မှရှားနိုင်တဲ့လူတွေများတယ်ဆိုတော့သူတစ်ပါးတွေ့ကြုံကနေကျွန်တော်သင်ယူနိုင်တယ်ဆိုရင်တချို့အရင်နေ့တွေကျွန်တော်ပေးစရာမလိုဘဲနဲ့ဒါကျွန်တော်သင်ခန်းစာရနိုင်တယ် ဆိုတော့သူတစ်ပါးတို့ကြောင့်လည်းတင်ကန်းလာယူဖို့ဆိုရင်ကျွန်တော်တို့ကနံပါတ်1စဖတ်လို့ရတယ်စာအုပ်တွေတည်းကလည်းကျွန်တော်တို့လေ့လာသင်ယူလို့ရတယ်ဒီဒီနောက်ပိုင်းမှာဆိုရင်တော့ podcast တွေနောက်ကျွန်တော်တို့ဒီ seminar တွေ interview တွေစသဖြင့်ကျွန်တော်တို့ဒီကနေတော့ပုံမှန်မြေဖို့နဲ့ကျွန်တော်သင်ယူလေ့လာလို့ရတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ကကိုယ်တွေ့ကြုံရနေပြီးတော့လေကိုသင်ဖို့လို့တယ်နောက်တစ်ခုကတော့ကိုယ်ဝန်တွေ့ကြုံနေမှောက်ဖွယ်တခြားသူတွေရဲ့အတွေ့အကြုံပေါ့နော်ဒီကနေပြီးတော့လေကျွန်တော်တို့ဘာတွေ lesson learn လုပ်လို့ရလဲကျွန်တော်ဒီကနေပြီးတော့သင်ခန်းစာတွေယူပြီးတော့ဒါတိဆောက်လို့ရပါတယ်ဆိုတော့ဘဝမှာ တင်ယူလေ့လာမှုအရေးကြီးတယ်ကျွန်တော်တို့ continuous learning ပေါ့နော်အဲကျွန်တော်စဉ်းစားမပြတ်တင်ယူလေ့လာဖို့အရေးကြီးတယ်ကျွန်တော်တို့တောက်လျှောက်တိုးတက်နေဖို့ဆိုရင်ကျွန်တော်စဉ်းစားမပြတ်တင်ယူလေ့လာမှုလုပ်ဖို့အရေးကြီးတယ်ကိုယ်အတွေ့အကြုံနေပြီးတော့လည်းကျွန်တော်တင်ယူလို့ရတယ်ပြီးရင်တော့ကျွန်တော်တို့ကတခြားသူတွေရဲ့အတွေ့အကြုံတွေရပါအာတင်ယူလေ့လာမှုတွေအများကြီးလုပ်လို့ရပါတယ်တိုးတက်ငွေကြေးနဲ့ CY Science Video တွေပုံမှန်ကြည့်ရှုနားဆင်နေတဲ့ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်